အောက်တန်းစားဆိုတာတတ်မှတ်ဖို့အတွက်အောက်တန်းစားရဲ့အမှုချက်နေမင်းသိလားဆိုတော့မသိပါဘူးဒီမသိရင်ငါရှင်းပြမယ်လို့ဆိုပြီးတော့ဒီတောက်တန်းကိုဟောတာနော်အဲ့တော့လောကမှာလူတွေတတ်မှတ်တဲ့ပုံစံလည်းမဟုတ်ဘူးအောက်တန်းစားလို့တတ်မှတ်ရတယ်ဆိုတာဟာသူရောက်မှာလို့တတ်မှတ်ရတာသူ့မှာအမှုချက်နေရှိတယ်သူတို့သူများလို့ မြင့်မြတ်သူလို့သတ်မှတ်တာလည်းပဲသူ့မှာအမှုအကျင့်တွေရှိတယ်။အဲ့ဒီအမှုအကျင့်တွေကိုကျင့်ပြီးတော့မှဒီလိုသတ်မှတ်ချက်ဆိုတာရှိတယ်။အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီပုံနာရဲ့အခိကပါရဒွါစပုံနာလို့ခေါ်တယ်။ပါရဒွါစပုံနာတွေမဲ့လေရှိတဲ့နာမည်တစ်ခုပါ။ ကိုသူကလည်းသူ့ဆရာကဘာလဲလို့ဆိုရှုရှုထိုင်တိုင်းလောက်တတ်တယ်။ဖះမြင်တာနဲ့စိတ်တူမဝင်ခဲနဲ့ပြန်ထွက်တော့အဲ့ဒီမှာပဲနေဆိုပြီးတော့အဲ့ဒီလိုမောက်မောက်မာမာဆက်ဆံအဲ့ဒီမှာမြတ်စွာဘုရားကဒီတုတ်တံကိုဟောတာငါကဝတ္တလာလားမင်းကဝတ္တလာလားအမှုအချက်ညင်းမှာမြတ်စွာဘုရားက အမတန်မှယဉ်ကျေးတယ်ပိုလိုက်ဖြစ်တယ်သူကရိုင်းဆိုင်တယ်သူကသူဇမ်းမြင့်ဆိုပြီးတော့ရိုင်းဆိုင်တဲ့စကလုံးတွေကိုတုံးတယ်လေဝတလအောက်တန်းစားဒီရောက်မှာမုံကကတုံးအယုတ်နဲ့အဲ့တော့သူကမောင်မောင်မမနဲ့ပြောတာမြတ်စွာဘုရားက "तू မောင်မောင်မမပြောပြီမဲ့လို့မျက်နှာအမှုရဘာမှမပြောင်းလဲပဲ ਨੇ" မြေကြီးကမြေကြီးနဲ့အလားတရံတူတဲ့စိတ်ဓာတ်မြေကြီးနဲ့အလားတရံတူတဲ့စိတ်ဓာတ်ဆိုတာမြေကြီးဟာမြေကြီးပေါ်မှာကောင်းတာတွေချလို့လဲအပြုံမှုမစင်မြေကြီးတွေချလို့လဲမြေကြီးကမမဲ့ဘူးနှာခေါင်းမရှုံဘူးပေါ့ဆိုလိုတာကမြေကြီးဟာ ပထဝီသမစိတ်ဆိုလူရဲ့စိတ်ဟာအဲ့ဒါလို့အဆိုးနဲ့အကောင်ကြုံတွေ့တဲ့အခါမှာဘလို့မှပြောင်းလဲချက်မရှိတာမြေကြီးနဲ့အနာဒရန်တူတယ်လို့ဒီလိုပြောမြေအထုနဲ့တူသောသီခံစိတ်တို့ဘာလို့သုံးတာအဲ့ဒီအတိတ်ပဲသုံးအဲ့ဒီမှာမြတ်စွာဘုရားကမင်းဝတ္တလအောက်တန်းစာတိယုံမှာဆိုတာဘာနဲ့တတ်မှတ်တယ်ဆိုတာသိသလား မသိပါဒီမသိရင်ငါပြောပြမယ်ဆိုပြီးမြတ်စွာဘုရားဒီတုတ်တံကိုခေါ်တာအဲ့တော့နမတိခါထာမှာမြတ်စွာဘုရားဘာဟောတော့ဆိုရင်ကောဒနောဥပနာဟိသပါပမခိသယောနရောဝိပ္ပန္နဒိဋ္ဌိမာယာဝီတံစင်ညာဝတ္တလောဣတိတဲ့မြတ်စွာဘုရားရဲ့စကားတော်နဲ့ပြောမှဆိုရင် အချင်းချင်းပြောရမယ်ဆိုလို့ရှိရင်ဘာလဲကောဋ္ဌနာဆိုဒေါသကြီးတဲ့လူစိတ်ဆိုးတတ်တဲ့လူကောဋ္ဌနာရာရာကိုသိခမှုမရှိဘူးစိတ်ဆိုးတတ်တယ်ဒေါသကြီးတယ်ရှူးရှူးထိုင်းထိုင်းလုံးတတ်တယ်ဥပ္ပနာဟိစိတ်ထဲမှာတေးမှတ်ထားတယ်ရံညိုးဖွဲ့တတ်တယ်ပါပစိတ်ဓာတ်ကရုပ်မာတယ် မက်ခီဂျေစုကန်းနဲ့ဘလို့မှသူ့ပေါ်ဂျေစုပြုတော့လေအတိမှပြုတဲ့လူမဟုတ်ဘူးအကူကြီးလဲဂျေစုမတင်တတ်တဲ့လူပေါ့ဂျေစုမတင်တတ်တဲ့လူဆိုတာအမျိုးမျိုးရှိရနော်ဘဆန်ဧကရေကြနေလို့တယောက်ကနေပြီးတော့ဟာဒီမှာဘဆန်ဧလေးကြနေကောက်ပေးလေဂျေစုမတင်ဆောင်းဆွဲယူတော့ ဲ့ဒီလိုဂျေဇုမတင်တတ်တာမက်ခီလို့ခေါ်ဂျေဇုကိုခြေဖြတ်တဲ့ပုဂ္ဂိုလ်နောက်တစ်ခုကဝိပန္နဒိဋ္ဌိတဲ့ကံရဲ့အကျိုးတရားတွေကိုလက်ခံခြင်းမရှိဘူးဒါနလုထအလကားပဲဘာမှအကျိုးမရှိဘူးကုသိုလ်ကံအကုသိုလ်ကံရဲ့ကောင်းကျိုးဆိုးကျိုးဆိုတာမရှိဘူး အမေဖေးဆိုတာကိုအတိမမပြုဘူးအမေဆိုတာမရှိဘူးဖေးဆိုတာမရှိဘူးအမေဖေးကိုအတိမမပြုလို့အမေပေါ်မှာအဖေပေါ်မှာပြုစုလို့ကြွေးလိုက်ကုသိုလ်မရဘူးစော်ကားလည်းအပြည့်မဖြစ်ဘူးဒီလောကသားတွေအတွက်တမလွန်လောကဆိုတာမရှိဘူးသိပြီးပြီးတာပဲတမလွန်သားတွေအတွက်လည်းဒီဘဝဆိုတာသူတို့မှမရှိဘူး တည်ပြီးပြန်ဖြစ်တဲ့တ attva ဆိုတာမရှိဘူးအမှန်တရားကိုထုတ်ဖို့ဟောကြားနိုင်တဲ့ဖရာဆိုတာလောကမှာမရှိဘူးလို့အဲ့ဒါလို့မိုင်းရဲနဲ့အယူဆ10မျိုးကို အခြေခံထားတဲ့ပုံကိုယ်တွေကိုဝိပ္ပန္နဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒါလို့မိုင်းရဲနဲ့အမြင်တွေကိုအခြေခံထားရုံမကဘူးသူကမာယာဝီမာယာများတယ်တဲ့ မာယာများတယ်ဆိုတာဘယ်လိုဟာတော့ဆိုလူတွေကမာယာမာယာနဲ့ပတ်သက်ပြီးတုံတာအမျိုးသမီးတွေကမာယာများတယ်မာယာများတယ်ပြောနော်တချင်းတောင်ရှိသေးတယ်ထင်တယ်နော်အိမမာယာတဲကိုးပြပြောကြတယ်မာယာမာယာမာယာဆိုတာဘာကိုဆိုလိုတာတော့ဆိုကိုလှုပ်ထားတဲ့အပြစ်တစ်ခု လူသိမှစိုးလို့အပြစ်ကိုဖုံးကွယ်အမာယာပဲအဲယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ကိုလှုပ်ထားတဲ့အပြစ်ကိုဖုံးကွယ်တယ်သူတော်ဘာတွေမသိပါစေနဲ့ကိုလှုပ်ထားတဲ့မကောင်းမှုသူများကိုမသိအောင်ဖုံးကွယ်တယ်အဲ့ဒါကိုမာယာလို့ပြောတာအဲ့ဒီလို့ အမှုအကျင့်စိတ်နေစိတ်ထားရှိပြီဆိုရင်တန်စင်ညာဝတလောဣတိအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုဝတလအောက်တန်းစာရုပ်မာသူသူရုပ်လို့ဒီလိုသိပါလို့ရသော်ပြရတယ်အဲ့တော့တဲ့တဲ့ကြီးလို့ကိုသွားကြအဲ့ပုံနှိုင်းရရှူးရှူးတိုင်းတိုင်းလုပ်တဲ့ပုံနှိုင်းကိုမြတ်စွာဘုရားဒီစကလုံးနဲ့တဲ့တဲ့ကြီးပဲ ငါကဝတ္တလမဟုတ်ဘူးဝတ္တလဖြစ်နေတာကမင်းပဲဒါဖြစ်လို့ဒီအမူအကျင့်တွေရှိတာမင်းငါမှမရှိဟောဒီအိဗယ်မျိုးတိုက်ရိုက်ဖော်မပြောပေမဲ့လို့မြတ်စွာဘုရားကလိမ္မာပဏ္ဏစွာတုံးလိုက်တဲ့စကားလုံးကအဲ့ဒီအိဗယ်သွားရောက်တယ်ပေါ့အဲ့တော့ဝတ္တလနဲ့ပြမနာဧကမိကောဒနာဆိုစိတ်တိုးတယ်ခဏခဏစိတ်ဆိုးတယ်ဒေါသကြီးတယ် ဥပနာဟိတိမှတ်ထားတဲ့အခဲမကြေဘူးပါပမက္ခိစေယုံမှာရှိပြီးတော့ခြေစုကန်းတတ်တယ်ဝိပ္ပန္နဒိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခုမရှိဘူးမာယာဝီလှည့်စားတတ်တယ်ကိုမောဒ္ဒလှုပ်ထားပြီးတော့လူမသိအောင်ဖုံးကွယ်တတ်တယ်အဲ့ဒီအမှုအကျင့်တွေရှိတဲ့ပုဂ္ဂိုလ်ဟာဝတ္တလ အောက်တန်းစားပဲတဲ့အဲ့ဒီအမှုချင်းကိုကြည့်ပြီးတော့ဒီလူဟာအောက်တန်းစားလို့သတ်မှတ်ရမယ်လို့လို့ဆိုပြတာဒီလိုဟောတကယ်နောက်တစ်ခုမြတ်စွာဘုရားဆက်ပြီးတော့ဟောတယ်အောက်တန်းစားဟာအောက်တန်းစားရဲ့အမှုအချက်နေရာဒီလောက်နဲ့မပြီးသေးဘူးဧကဇံဝါထိဇံဝါပိယောထပါဏဝိဟိတတိယတ္တပါဏီ ထယာနတ္ထိတံစညာဝတ္တလောဣတိတဲ့ဆိုလိုတာကဘာလို့ဆိုလို့ရှိရင်တသိတတ္တဝါတွေကိုညင်စေတတ်တယ်တပ်ဖြတ်တတ်တယ်တတ္တဝါတွေကိုညင်စေတယ်တပ်ဖြတ်တယ်တတ္တဝါတွေပေါ်မှာအကျဉ်းနာတရားကင်းမဲ့တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဝတ္တရပဲတဲ့အောက်တန်းစားပဲယုံညံသူယုံမှန်သူပဲ ဟောအကျဉ်းသာကဲမဲ့သူတယောက်ကိုဘလုံးမမြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့ပြောလို့မရအောင်အဲတော့ဝတ္တလတို့ရဲ့အမှုအကျင့်တ ত্ত্ব တွေကိုညှင်းဆဲရတဲ့เนาะတ ত্ত্ব တွေပေါ်မှာတနာချင်းဆိုတဲ့အကျဉ်းသာတရားလုံးဝမရှိဘူးလို့ဒီလိုပြောတာအဲ့ဒီအကျဉ်းသာတရားမရှိတဲ့ပုဂ္ဂိုလ်တွေဒီကနေ့ခေတ်မှာလည်းပဲမြောင်များစွာတွေးရတာ တတ္တဝါတွေကိုညှင်းဆဲတပ်ဖြတ်တဲ့ပုံကိုယ်တွေလည်းမြောက်များစွာရှိတာဒီကနေ့ခေတ်မှာဒီဟိုတော်တော်ရဲရဲဆက်ဆက်တတ္တဝါတွေတပ်ဖြတ်ညှင်းဆဲမှုတွေကရှိတယ်ဥပမာပဲချက်တွေဆိုရင်ဇောက်ထိုးဆွဲပြီးတော့ကျိုးနဲ့ အောက်ကမီးဖို့ထားတဲ့ပုံမှာအရှင်လက်လက်မီးပုံမှာဖြတ်သွားတာတို့ကျွဲတွေနွားတွေကိုအရှင်လက်လက်စက်ထဲမှာထည့်ပြီးတော့ချိန်လိုက်တာတို့ဒီကနေ့ခေတ်မှာတပ်ပုံတန်လေးတွေအမျိုးမျိုးနဲ့အတူတရာရက်ဆက်ကြတယ်ပေါ့အဲ့လိုရက်ဆက်ထားတယ်မကဘူးเนาะဒီကနေ့ခေတ်မှာလက်ညှိုးတို့တတ္တဝါတွေလည်းပါနေတယ် လူတွေကအစာစားတဲ့အခါမှာဟိုတယ်တို့ဘာလို့သွားလာလို့ရှင်ဟင်းမာလို့ရှင် အကောင်အရှင်ကိုလက်ညှိုးထိုးတယ်ဒီအကောင်စားကြတယ်ဆိုအကောင်အရှင်တွေကိုလက်ညှိုးထိုးပြီးတော့ပေးအဲ့ဒါကိုချက်ပြုတ်ပေးလက်လက်ဆက်ဆက်စားတယ်ဒီလိုတွေဖြစ်ကုန်အဲ့တော့လူတွေဟာတော်မှ ရစတဲ့အကျဉ်းသားတရားလုံးဝမရှိတော့တဲ့အနေအထားတစ်ခုရောက်လာတော့ပေါ့ဒါကြောင့်မို့လို့တတ္တဝါတွေပေါ်မှာကျဉ်းနာတနာချင်းဆိုတဲ့ကရုဏာတရားကင်းမဲ့လာတဲ့ကဘာကြီးမှာအေးအဲ့ဒါလိုကရုဏာတရားကင်းမဲ့တဲ့လူတွေမှာလည်းပဲတဘာဝဘေးရန်အန္တရာယ်တွေဂျုံပြီးတော့ဒုက္ခရောက်ကြတာတွေအများကြီးပဲလေတဘာဝတရားကြီးရဲ့ဌာန်ခတ်မှုဆိုတာဖြစ်လာတာပဲ အကျင့်တရားအကျင့်တရားကင်းမဲ့တဲ့လူသားတွေကိုသဘာဝတရားအလဲအကျင့်တာကင်းမဲ့ဆိုတာတန်ခတ်ကြဒါကြောင့်မလို့ဒီကနေ့ခေတ်မှာအဖြစ်ဆိုးတွေကြုံကြတာရတယ်ပေါ့အဲရလူတ attva တွေပေါ်မှာအကျင့်တာတနာကင်းမဲ့တဲ့ပုဂ္ဂိုလ်ဟာဝတ္တလားတဲ့အောက်တန်းစားလို့ဒီလိုသတ်မှတ်တယ် ဒါနမနှစ်ရသော်ပြာမိန်ချားတဲ့စကားတစ်ခုနောက်တစ်ခုကယောဟန်တိပရိရုံဒတိခာမာနိနိဂမာနိသနိဂ္ဂါကောတမညာတောတန်စင်ညာဝတလောဣတိမျိုးရီယာတွေကိုပိတ်ဆို့ပြီးတော့စစ်ပွဲတွေဘာတွေမှာဂျုံနေရှိတာမျိုးရီယာတွေကိုအကုန်ပိတ်ဆို့ ပိတ်ဆို့ပြီးတော့မီးလောင်တိုင်းသွင်းတက်ဖြတ်ပိတ်ဆို့ပြီးတော့အဲ့ဒါလိုမျိုးရီရွာရီဒီလိုဟာတွေပေါ်မှာလူတွေကိုတက်ဖြတ်ညှင်းဆဲတယ်ဆိုတော့အမှုအကျင့်ရှိတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲတကယ်ဝတ္တလပဲအောက်ထားစားတွေပဲလို့မြတ်စွာဘုရားဟောတယ်။ဟောနောက်တစ်ခုကဘာတော့ဆိုရင်ဂါမေဝါယတိဝါရင်းကြီး ယံပရိတံမမယတိယံပရိတံမမယိတံခေယာအဋ္ဌိဏမာဒေတိတံစင်ညာဝဒလောဣတိတောထဲမှာရှိတဲ့ပစ္စည်းပဲဖြစ်ဖြစ်မြို့ထဲမှာရွာထဲမှာရှိတဲ့ပစ္စည်းပဲဖြစ်ဖြစ်သူတော်ဘာပိုင်တဲ့ပစ္စည်းသူတော်ဘာသိမ့်ပိုက်ထားတဲ့ပစ္စည်းသူတော်ဘာပိုင် ပစ္စည်းကိုတဲ့ ခိုးယူလူလူဝက်ပြီးတော့ယူတဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့အမှုချင်းဒါအောက်တန်းသားရဲ့အမှုချင်းပဲလို့အာရိဏဒါနဆိုအောက်တန်းသားရဲ့အမှုချင်းပဲလို့ရသော်ပြဒီလိုဟောတယ်နောက်တစ်ခုကြတော့ဘာလို့ဆိုလို့ရှိယောဟဝေဣနမာတာယဆုဆမနောပလာယတိနာဟိတိဣနမတ္ထိတိတံစဉ္ညာဝဒလောဣတိ လောကမှာသူများစီကကျွေးတွေကိုယူထားတယ်။ကျွေးတွေကိုမပေးဘဲနဲ့ရှောင်တိန်နေပြီးတော့သို့မဟုတ်မရှောင်တိန်ရင်လည်းပဲကျွေးမရှိဘူးလို့ဆိုရင်းတယ်။အဲ့ဒါလို့သူများပစ္စည်းကိုနော်မတရားနည်းနဲ့ရယူသိမ့်ပိုက်ပြီးတော့ဒီလိုလောက်တတ်တဲ့ပုံကိုယ်တွေဟာလည်းပဲဝတ္တလပဲတဲ့ဒီအမှုချင်းကောင်းတဲ့အမှုချင်းမဟုတ်ဘူးလို့ ီကနေ့ခေတ်မှာဒါတွေလည်းအများကြီးရှိတာပဲဆုံးကြတယ်ကျွေးတွေဆုံးသွားတယ်ဆိုတာခဏခဏကြားကြရတယ်ပေါ့